မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့ဘာလို့လူနဲ့အချိန်ကြီးပြောင်းလာတာအခုဆိုရင်2025ရဲ့ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဗုဒ္ဓဖူးရာဟုတာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ဒီတလတာတော်တွင်မှာဘယ်ယာရီယာအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ယာရီယာတတိထားစင်နေရမလဲဆိုတာကိုဗုဒ္ဓဖူးရာဟုတာသမီမိတ်ဆွေများအတွက်အောက်တိုဘာတလစာဟောစာနဲ့ချောင်းရံဆောင်ရံတက်ဆရာကပြောပြပြီးမှဖြစ်တဲ့အတွက် ဗုဒ္ဓဘုရားဟောတာမိမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဘူးဥစ္စာပထမဗုဒ္ဓဘုရားဟောတာမိမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဒီကနေဆရာကမေတ္တာပို့ဆူတောင်းထောက်ပနာပြုသလိုက်ပါတယ်ဗုဒ္ဓဘုရားဟောတာမိမိတ်ဆွေတွေအတွက်ဆရာငွေဝင်စေတဲ့ကာရလေးတစ်ပုဒ်ဥစ္စာလက်ဆောင်ပေးခြင်းပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဆရာအများအားပြောနေကြတိမှာပါအရဟံဗဟိအန္တဆီယံသူကရံအာမိတံ ဝိရဇံလာလိတံအတုရံစရဏံတိကုံဘတမန်ယမကံတုကတံတရဏံပရမာမိဇိနံဆိုတဲ့ကာတာဒါမန္တလေးတောင်ဆရာတော်ယတိဥက္ကဏီရဒနာသိတိလို့ခေါ်တယ်ငွေဝင်ကာတာလေးကိုတနေ့ကို28ခေါက်တိတိသုံးခေါက်လဲတစ်ခါရွရင်တစ်ဖြတ်ကို28ခေါက်တိတိရွပါငွေကြီးနဲ့ပတ်သက်လာရင်တကယ်ကိုကျင်းသေးအဆင်ပြေတယ်ဆိုတဲ့အကြောင်းနဲ့ဗုဒ္ဓဟူရာသာသမီတွေဟာလက်ရှိဇာတာကိုမဟောမီလက်ရှိဒီတလားဇာကိုမဟောမီမှာ မိတ်ဆွေတို့အတွက်ဒီကာတာလေးကိုရွတ်ဆိုခြင်းအပြင်ငွေကြီးကံကောင်းစီတာအသေးချာပြကြောင်းဆရာကလက်ခံပေါင်းခတ်ပြောရင်းနဲ့ဒလစာကိုဆရာတို့ရှေ့ဆက်ကြည့်လိုက်ရအောင်ဒလစာမပြောဘူးမှာဆရာငင်းသားမှာမန္တလေးဆရာရောက်နေပါတယ်မန္တလေး84 24 25မှာအစာဟိကွန်လိုမှာရှိပါတယ်ဆရာနဲ့ AC private တွေ့ကျင်တဲ့မိတ်ဆွေများဆရာရှိကိုအဲရက်ချင်းတော်ကြူပြီးပါရက်ချင်းကတော့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက် 7902904116ဟိုကအတက်လီဂရမ်ဆရာငယ် Facebook page Messenger ငိုဘေးတင်မီးမြဲနံပါတ်မှာပဲဆရာစီပါဆရာမန္တလေးရပါဆရာနဲ့တွေ့ချင်လို့ပါဆိုပြီးတော့ဆရာဖုန်းနံပါတ်နဲ့လိပ်စာတွေပဲပေးပါဆရာဘာကကွန်တက်လုပ်ပြီးဘယ်ချိန်ရတယ်ဆိုတာပြန်ပြောပေးပါမယ်အရှာရှိရမိတ်ဆွေတွေကိုလည်းဆရာအေးစစ်စစ်လေးပဲတွေ့ပေးချင်လို့ပါကောင်းပြီဒါဆိုကိုတခုရအောင်တသမီးအတွက်ဆက်လိုက်ကြရအောင်ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဗုဒ္ဓဘာသာသမီးမိတ်ဆွေများ ဘာလို့ဖြစ်ဖြစ် အမိခံလို့ချင်းဥဆောင်လို့ချင်းနေချိတ်တူဆောင်လို့လောက်ဆောင်မှာအားသာချင်းကန္တရာရဲ့အထောက်ကူရရှိတတ်တော်လာဖြစ်တဲ့အတွက်ဘုရခုရတော်သမီးမိတ်ဆွေတွေဟာဒီလာတာတော်တွေမှာဘာလို့ဖြစ်ဖြစ်ချိတ်တူဆောင်ရလောက်ဆောင်ချင်းဘာလို့ဖြစ်ဖြစ်မိမိကိုယ်တိုင်ဥစည်းဥဆောင်လို့ချင်းအမိခံလို့ချင်းစိုင်းဟုတ်တင်လို့ချင်းနေကိုကိုတိုင်းချိတ်တူပြီးတော့ဘာလို့မဆိုးရက်တန်နေတော့လို့ရက်စင်းနေတော့လို့ပြက်တန်နေတော့လို့အဲနှီးကွေးနေတော့လို့ဒီကိုကိုကိုတိုင်းဥဆောင်ပြီးတော့လှုပ်လိုက်အောင်အောင်မြင်ချင်းတုတ်တက်ရှင်ရရှိတဲ့ကာလဖြစ်ပြီးတော့ အမိခံလုပ်ခြင်းစိုင်းပုတ်တင်ခြင်းဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ချစ်သူဥဆောင်ပြီးတော့လုပ်ရင်ဘယ်ရာကိုမဆိုဥဆောင်သလောက်ကံဟာစူးစမ်းရင်စူးစမ်းသလောက်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမှာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့လတွေမှာဘလို့ပဲညံ့ငယ်ညံ့ခဲ့ချစ်ဆက်ပြီးတော့ရဲစိတ်မန်စိတ်နဲ့ရာစားစိတ်သာတွင်ထားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောကြားလို့လေကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ ခေါင်းမူးတာမျိုးခေါင်းကြိုက်တာမျိုးတွေဒီအနေနဲ့ဖြစ်ရတာမျိုးတွေဖြစ်ရတတ်တယ်လို့ညာအိတ်မပြောတာမျိုးမျက်စိအာရုံပြောနေပတ်သက်တော့ကျန်းမာရေးတွေဒီအနေနဲ့ဖြစ်ရတတ်သောကာလဖြစ်တယ်အမျိုးသမီးတွေဆိုရင်တော့အသွေးသားနဲ့ပတ်သက်သောကျန်းမာရေးတွေဒီသွေးတိုးသွေးတက်အချိန်ရှိတဲ့မိတ်ဆွေများဖြစ်စေသွေးနဲ့ပတ်သက်သောအရာတွေဒီမှာအဲ3ပြုစင်နေပြရလို့အကြောင်းနဲ့အမျိုးသမီးတွေဆိုအမျိုးသမီးယောဂါတွေဖြစ်တာမျိုးတွေဒါမျိုးတွေနဲ့ပတ်သက်လို့အဲ3ထားစင်နေပြရတော့လိုအပ်သောလှဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီအလုတ်ကလည်း အလုတ်ကိုင်းနဲ့ပတ်သက်ရင်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆရာဇတ်ပေါ်ပြပေးပါစီဒီနေ့25ခုနှစ်ဆယ်လပိုင်းတွင်မှာဗုဒ္ဓဘုရားဥဒသမီးတွေအနေနဲ့အကျိုးပေးသောလုပ်ငန်းတွေဆိုရင်အိုးအိမ်ရှမ်းပြည်နယ်ပတ်သက်သောလုပ်ငန်းတွေရှိလို့ဆိုင်ရလို့ဆောင်မှာကိုယ်ပိုင်လုပ်ငန်းစတင်လို့တဲ့မိတ်ဆွေတွေဘာကြောင့်နောက်နေတုံဆိုင်နေတာတော့ရှိလို့ဆောင်ရလို့ဆောင်မှာမိမိမှာအကြံစီလည်းရှိတယ်အတွေးခေါ်ကောင်းလည်းရှိတယ်ဆိုရင်တော့အမိခံပြီးတော့မူရှာအောင်မြင်ရမယ်ဆိုတဲ့စိတ်မျိုးเนาะမိကြီးနဲ့လက်နဲ့ပုံလွဲမယ်ငါဟာအောင်မြင်ရမယ်ဆိုရဲ့ ရှေ့လို့ဆောင်ရပြီးတော့တန်တိတ်ခံရှာပြီးလုံဆောင်တဲ့လုပ်ငန်းတွေမှာကံရဲ့အထောက်ပံ့နဲ့ကြိုးစားမှုနဲ့အားသာကောင်းမှုပြီးတော့ကြိုးစားရင်ကြိုးစားတဲ့လောက်ရရှိစေမယ့်လဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဥဒ္ဓမီမိတ်ဆွေများကိုပါတော့ချစ်တိုးပြီးတော့အောင်မြင်အောင်သာကိုကစွမ်းဆောင်မှုပဲလိုအပ်ပါတယ်။စပစ်စီဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေစားစပစ်စီနဲ့ပတ်သက်တာမျိုးစားတောက်ကုန်လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစာချုပ်ကိစ္စတွေရုံးကလနာကိစ္စတွေအဲ အစီအချစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်တာမျိုးလေးတွေဟောဟိုစနလိုပေါ့အထယ်လေးလုပ်ငန်းလေးတွေအဲအလားစင်ဒီဇိုင်နာဂရက်ဖစ်ရေးတဲ့ဒီဇိုင်နာလုပ်ငန်းလေးတွေကွန်ပျူတာတို့ကြောက်တို့တဲတို့အစားရှိတဲ့လုပ်ငန်းလေးတွေနဲ့ပတ်သက်လာရင်ဘာလို့မဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းရရှိစေမှာအတေချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်အထယ်လေးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အဲထို့အပြင် ထင်ပေါ်ကြော်စောလေးလိုလုပ်ငန်းလေးတွေအိုးအိမ်ရှမ်းနေတဲ့ပတ်သက်သောလုပ်ငန်းလေးတွေတပည့်လက်သားအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အဲတပည့်လက်သားသာသမီတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စနိုင်ခြင်းမျိုးလေးတွေဂျုံဟာတက်တယ်လို့ အဲခြေတို့ဆောင်လည်းလွတ်ဆောင်လို့လည်းကောင်းတယ်ဘာသာရှားလူမျိုးရှားအကျိုးပေးတတ်တယ်လက်စစ်ပစ္စည်းဆိုလာတွေဝင်တတ်တယ်လို့ဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့အရာလေးတွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိမိသားစုတွေမှာမင်္ဂလာသတင်းလေးတွေကောင်းသောသတင်းလေးတွေဆွေမျိုးသားချင်းချင်းချလေးတွေမှာမင်္ဂလာသတင်းတို့အပူသတင်းတို့ကိုကျင်းပြီးပေါ့ကြားရမယ့်ကာလဖြစ်တတ်တယ်လို့မိစေတို့အနေနဲ့အလားကုန်ဆိုင်ရာလုပ်ငန်းတွေဟောကျွန်တော်တို့က မိတ်ဆွေတို့အနေနဲ့ဟိုဖန်တီးယူရတဲ့ creation ဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းအတွေးခေါ်နဲ့ပတ်သက်တဲ့အကြံစီတွေကိုချိတ်တိုးဆောင်ရလှုပ်ဆောင်ခြင်းဟောအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ငကူကယာလူလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးယာလူတိုးပါမလားလို့မျှော်လင့်နေတဲ့မိတ်ဆွေများအထောက်တာပြင်ထားပါယာလူတိုးဖို့ယာလူတက်ဖို့အတွက်ကံတရားရဲ့အထောက်အပံ့ကိုများစွာကျင်းပရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ ဟိုစတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများရှေ့တူဆောင်ရလှုပ်ဆောင်ခြင်းတွေဟာအားသာကောင်းမှန်တိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့ငဘကအိုးအိမ်ချမ်းမြေစောင့်နေတဲ့မိတ်ဆွေများတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြက်အောင်ဆောက်ရမယ့်ကာလအခွင့်အလမ်းကောင်းတွေချဖို့ရရှိအောင်တိုးတက်မယ့်ကာလဖြစ်တယ်လို့အိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစောင့်ရှင်တဲ့လူတွေအိုးအိမ်ချမ်းမြေစောင့်ရံအတွက်ကိုအခါအခွင့်တင်တာမျိုးပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမိမိတကြိမ်တစ်ခါကကူညီခဲ့ဘူးသောပုံကိုယ်ရဲ့အကူအညီကိုရရှိတာမျိုးတွေကိုမထင်မှမမျှော်လင့်ထားသောငွေကြီးလေးတွေနဲ့ပတ်သက်လို့ လုံငနေချင်းနဲ့အုံငနေတိုင်းချင်းနဲ့ဝင်လာတက်တက်လာဖြစ်တတ်တယ်တို့ကြောင့်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးထီထိုးတဲ့ထီကန်ဆန်းတဲ့နေဆိုတဲ့နေရာမှာဆရာကြားပြပြောပြသည်တချို့မိတ်ဆွေတွေကထီပေါက်တယ်ဆိုတဲ့နေရာမှာအောင်ပါလီထီကြီးပေါက်မှာထိုင်းထီကြီးပေါက်မှာထီထောက်ပေါက်တာမဟုတ်ပါဘူးယရနာပုံစိုက်ကြီးနဲ့စိုက်တဲ့အခါတားရွှေဦးထန်လာတဲ့အခါကန်စာတာကောင်းလာရင်ထီပေါက်တယ်လို့အစဉ်ပြေပြီးတော့ငွေကြီးတွေလုံငနေချင်းနဲ့ပိုင်ဆိုင်လာတာကိုလည်း ထီပေါက်ကံဖြစ်ကြောင်းဇာကထက်လောင်းပြောကြလိုက်ပါစေခင်ဗျာနော်အဲထီပေါက်လိုကန်ဆန်းတာမျိုးကန်ရရရဲ့အထောက်အကူတွေများစွာရရှိတာမျိုးလေးကြုံရတတ်တယ်ငကုကပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရဝေးခီးသွားနဲ့ပတ်သက်တာတွေဝင်ခွင့်တင်နာဆောင်မွေးခွင့်နဲ့ပတ်သက်တာတွေမှာခြေတို့ဆောင်ရလှုပ်ဆောင်ခြင်းတွေအဲနိုင်ငံခြားရဝေးပြည်ပခီးသွားနဲ့ပတ်သက်တာတွေခြေတို့ဆောင်ရလှုပ်ဆောင်အားသာခြင်းတွေကောင်းမွန်ပြီးတိုးတက်နိုင်သောကာလဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပါစေမိတ်ဆွေဟောင်းအကျိုးမပေးပါဘူးမိတ်ဆွေဟောင်းတွေနဲ့ပတ်သက်ရင်တတိထားဆင်ခြင်ပေးရလိုအပ်ပါတယ် မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်ရင်ဝင်မပါနဲ့ကိုပြောလိုက်တာမှကို့ကိုအမားမြင်လာတာမျိုးလေးတွေကိုကစေတနာနဲ့ဖြည့်ရှင်းပေးတာမှကို့အမားကြီးဖြစ်လာတာမျိုးလေးတွေကြုံမှတက်တယ်လို့ဘဝဝင်ချင်းမှာတပုတ်လင်လင်ပြောခံရတာမျိုးမကောင်းတဲ့ရင်ပြောခံရတာမျိုးအဲကို့ကိုမဟုတ်မဟက်ပြီးပြက်ခဲ့တော့ကိစ္စပြီးခဲ့တော့ဇလန်းနေနဲ့ပတ်သက်လို့ကို့ကိုအနိုင်ယူဖုံးနှက်တဲ့စကလုံးတွေပေါ်လာတက်တဲ့အတွက်ပြဿနာကိစ္စတွေကိုပေါ်လာတဲ့အခါမှာမရှင်းပါနဲ့ ရှင်းရင်ရှင်းလေချုပ်လေရှင်းလေချုပ်လေဆိုတော့ကာလဖြစ်တဲ့အတွက်ကြောင့်တော့ခဲအမှားရောမအရာရောဘယူဆက်နေမယ်လဲကိုယ့်ရဲ့ကိစ္စတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအရှင်ဒီကောင်းအောင်တိုးတက်အောင်ဆန်းဆောင်နေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော့လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့မိမိမှာရှိတဲ့ငွေကြီးရှိလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတာမိသားစုလည်းမမြင်စေနဲ့အိမ်လည်းမမြင်စေနဲ့အဲ့ဒီငွေဟာမြင်လူမြင်ကိုမမြဲတက်တော့ကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှိတဲ့ငားတဲ့အခါမှာတောင်းဝခတ်တာမျိုးလေးတွေချိလိုက်ငားလိုက်တဲ့အခါမှာအဲ ိုစနာလိုပေါ့ငွေကြီးอ่ะကိုယ့်ရဲ့ငွေနဲ့ကိုယ်စိတ်ညစ်ရတာမျိုးတွေကြုံတတ်တဲ့အတွက်300 100ရာခတ်နေရင်လည်းဇာငွေကိုပို့ထားပါဇာသိမ့်ပေးထားပါမယ်။ကောင်းပြီ။ငွေကြီးနဲ့ပတ်သက်လာရင်ထင့်ငေါ်ခြင်းလေးတွေကိုယ့်ငွေနဲ့ကိုယ်ကိုယ့်အတွက်အကျိုးမဖြစ်စေသောလုပ်ငန်းလေးတွေမှာရှိလိုက်ငှားလိုက်ပြောဆိုလိုက်တဲ့အခါမှာထင့်ငေါ်ကြံ့ကြာမှုလေးတွေတပည့်ဆင့်ပြန်လို့ရတာမျိုးတွေထက်ကျင်ထက်ကျင်စူးစမ်းရတာမျိုးတွေအဲကြုံရတတ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ငွေနဲ့ကိုယ်စိတ်တမ်းနဲ့စိတ်ညစ်ခံမနေပါနဲ့လို့ဆရာကထပ်လောင်းပြောကြားလိုက်ပြရစီ။အဖွဲ့အစည်းသင်းပွဲနဲ့ပတ်သက်တဲ့အခါမှာ ဲဆွတ်နာလို့ပေါ့ကို့အတွက်အကျိုးဖြစ်စေတဲ့လုပ်ငန်းမဟုတ်ပဲねပရာဟိတလုပ်ငန်းလေးတွေကိုတတိထပြုမှုဆောင်ရွက်ပါအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးအခေါ်တွေကကွဲလွဲနေတဲ့အတွက်တူတူတိတ်တိတ်နေပါ အလူခံပုဂ္ဂိုလ်မျိုးတွေအလူခံဌာနမျိုးတွေပရိဒတ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတော့စေတနာတွေလိုတာထက်မပိုသေးနဲ့ဝေဒနာတွေဖြစ်ရတတ်ခြင်းနားလေရခြင်းပရိဒတ်တွေမှာမှဥဆောင်ပြီးတော့အဲစိရင်ကင်ပြီးတော့ဘာညာဆိုတော့မှအထင်လွဲခံရခြင်းပြဿနာတွေစေတနာတွေဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တဲ့အတွက်မလိုအပ်သောပြဿနာအရှုပ်ကိုဖြည့်ရှင်းရတတ်တဲ့အတွက်ဖြစ်နိုင်အကျိုးမရှိသောကိစ္စကိုယ့်ရဲ့စီးပွားမှာဖြစ်တွန်းစီသောကိစ္စတွေကိုတတိထားပြီးတော့တူတူတိတ်တိတ်နဲ့ဖြစ်နိုင်ကူညီနိုင်ကြောက်ကူညီပြီးတော့ပို့ပြီးတော့ဥဆောင်ခြင်းအမိခံခြင်းတွေသတိပြုစင်နေရလိုအပ်ပါတယ် ဘဇက်ကဖျားလက်ကကာယဖြစ်တတ်တော့လာဖြစ်တတ်တဲ့အတွက်ဘဇက်ကပဲဖျားတနေတာမျိုးတက်လက်တွေ့ကြကြလဲဖျားတရားလုတ်ဖို့လိုအပ်ကြောင်းနဲ့ဘုဒ္ဓဘုရားတော်သမီးတွေမိတ်ဆွေများဟာဒီကာလမှာဖျားတရားလုတ်ဖို့အတွက်လုံစားခက်ခဲနေတော့ကာလဖြစ်တဲ့အတွက်ဘာသာတရားရဲ့အဆုံးအမတစ်ခုခုကိုအမြဲတမ်းစူးစမ်းပါဖျားတရားကိုမမိပါနဲ့ဘဇက်ကဖျားလက်ကကာယမဖြစ်စီဘူးလေထထောင်ပြောကြားလိုက်ပါစီဆက်ပစ္စည်းအဟောင်းတွေ အစုပ်တွေအပြက်တွေအသုံးမလို့တဲ့စက်ပစ္စည်းတွေရှိတဲ့အခါမှာစွန့်ပေးတာမျိုးတွေလုပ်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်မထင်မဖဲနဲ့အပူတဲ့နှစ်ယောက်ဧည့်သည်ခီးသွားလာတတ်တဲ့အတွက်မထင်မဖဲနဲ့အပူတဲ့တော့သူ့မဟုတ်မထင်မဖဲနဲ့အပြတ်တော်ဆောင်တဲ့ဧည့်သည်နေရောမထင်မဖဲမမျော်လင့်မဲ့ရောက်ရှိလာတတ်ပါလေခင်ဗျာဒါဆိုရင်မိမိရဲ့မိသားစုဝင်အတွင်းမှာတအူးနဲ့တအူးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးခဏခဏဖြစ်တာမျိုးလေးဂျုံကတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ ဒါလေးတွေကိုသတိပြုစင်ကြင်ပြီးပါလက်မခံနဲ့တော့မပြောဘူးဒါပေမဲ့မိမိတို့ရဲ့အနေနဲ့ခက်ခဲတဲ့ကြက်တဲတဲ့ဆနာလိုပါမဖြစ်မနေလက်ခံရတဲ့အခြေအနေတခုရောက်တဲ့ဆိုရင်တော့မိမိကိုယ်တိုင်ဖြစ်စေမိသားစုဝင်တဦးတယောက်ကဖြစ်စေဂျာစာပရင်းနေမှာညာအိတ်တရက်ထွက်ပြီးလိုက်ပါဒါဆိုရင်မိစ္ဆာရဲ့ကံဟာအခက်ခဲတွေကပြေပြောက်ကောင်းမှုသွားမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စညီအစ်ကိုမောင်နှမကိစ္စတွေကို မိတ်ဆွေတွေကိုယုံပြီးတော့တိုင်ပင်တာမျိုးလေးတွေဟာအားနည်းချက်ကိုဖြစ်စီတတ်တယ်လို့တဦးတယောက်ကကိုယ့်ကိုစေတနာတွေဟာကိုကတော့ရိုးရိုးယုံကြည်လို့တိုင်ပင်လိုက်ပြီမြဲကိုယ့်အပေါ်မှာဖီအားလေးတွေဖြစ်စီတတ်တဲ့အတွက်ကိုယ့်ရဲ့အတွင်းသတင်းကိစ္စလူသိမှခံလို့တော့ကိစ္စတွေကိုတိုးတိုးသိသိနဲ့လှုပ်လှုပ်ဝဝတာနေရန်အတွက်တော့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုဟာကိုတော့အကောင်းပါပဲဒါပေမဲ့သူများကိုစေတနာတွေပို့လို့ချိလိုက်တာမှငားလိုက်တာမှပြန်တော့ခက်တာမျိုးတွေကြုံရတတ်တယ်လို့ မိသားစုအိမ်ရေးကိစ္စလူရေးကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြေးကျအများရတတ်ပါတယ်ထပ်ပြောပါမယ်အရေးကြီးတာအလောင်းကစားသတိပြုပါအလောင်းကစားနဲ့ပတ်သက်လာရင်ဟဲ့အောင်လောင်းမလားလို့တော့မလောင်းနဲ့ကိုတကူရအောင်စားသမီးဒီလဟာတေချာတဲ့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့အိတ်ကတ်တွေကိုလာပြီးတော့ကိုနှိုက်ကြည့်မယ်ကာလဖြစ်တဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ရင်အတော်ကိုသတိပြုစီရင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေ့ဟိုပါဟို အလောင်းစားနဲ့ပတ်သက်တာတွေအပြော်ပါနဲ့ပတ်သက်တာတွေမိန်ကောင်းဆွေကောင်းတွေမိသားစုတွေအိမ်လူကြီးတွေအဖွဲ့အစည်းတွေတင်ဖွဲ့ကြတာပဲကြုံနေပတ်တိုင်အားနဲ့ဇီတော်ကာလာဖြစ်တဲ့အတွက်အတွေးလွန်တာမျိုးတွေညာအိမ်မပြောတာမျိုးတွေကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိရင်တယောက်တည်းစိတ်ညစ်စရာတွေတွေးနေတာမျိုးတွေစိတ်ညစ်စရာအတွေးတွေကိုကိုကစိုးရိမ်ပူပန်နေပို့ပို့ပြီးတော့တွန်းအားဖြစ်စီပြီးတော့အစင်မပြေမှုတွေတိုးတက်တဲ့အတွက်စိတ်ကိုပျော်အောင်မွေးပါစိတ်ပျော်ကိုယ်နှုတ်ဆရာငယ်လိုရွှေရှောက်အောင်မွေးပါ ၎င်းမီနော်စိတ်ပျော်သလိုနေပါစိတ်ပျော်ကိုနှုမာတာမိတ်ဆွေတို့တော့ကောင်းမွန်တိုးတက်မဲ့ကာလဖြစ်ပါတယ်ဒီလာတာတော့ဒီမှာလူငယ်တွေအရှိကြီးနဲ့ပတ်သက်လာရင်တော့ချစ်သူသမီးစားမရရှိသူတွေအနေနဲ့ ရည်စားရရင်တော့တေချာတယ်တိမ့်နေတယ်အိမ်တော်ကြတာမျိုးဖြစ်တတ်တယ်သို့တော့အဲမိတ်ဆွေတို့เนี่ยမရနိုင်ဘူးလို့တော့မပြောတော့ရရင်တော့အိမ်တော်ဘက်မထင်မှာပဲအိမ်တော်ကြတာမျိုးတွေစုပ်ဘောလက်ဘောဝင်တတ်တယ်သို့တော့မိမိတို့အနေနဲ့ကိုကအမြဲတမ်းနှုတ်ထားပြီးပြောဆိုတာမှအထင်လွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ချစ်သူသမီးစားနဲ့ပတ်သက်လာတဲ့အခါမှာကိုကိုယ်တိုင်တိုက်ရိုက်ပြောတာမျိုးတက်ကြားခံတယ်လို့တခုခု ခံပြီးတော့တဦးတယောက်ကိုခံပြီးတော့ပြောဆိုအဲခိုင်းတာပုံကိုကောင်းတယ်မပြောတာတော့ပုံကောင်းပါတယ်ခင်ဗျာနော်တိုးတော့တမီးစားနဲ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတယ်မိတ်ဆွေများသုံးဝင်းဆိုင်ဖြစ်နေတာမျိုးလေးတွေကြားလို့ခံနေရမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်လို့မိษွေတို့အနေနဲ့အရှည်ရေးနဲ့ပတ်သက်လာတဲ့အခါသမီးစားမင်းအနေနဲ့ပတ်သက်တဲ့အခါမှာမိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့ချစ်သူအပေါ်မှာမိမိရဲ့ဖူးစာဘက်အပေါ်မှာအယုံကြည်လွန်တာမျိုးလေးတွေကိုသတိပြုစင်ပြီးတော့တယောက်နဲ့တယောက်တူနဲ့တူ ဟိုတည်တည်ရှာရှာလေးညှိနေနေတန်တန်မျိုးနဲ့ဖြစ်ဖို့လိုအပ်တယ်ပြီးတဲ့အခါတစ်ခုတော့ပြီးအကြံပေးချင်ပါလေဘုတ်တူကြီးအောင်သာသမီတွေဒီလတာတော့ဒီမှာလူငယ်များအခုပြောပါလေအချို့အရာတွေကဟိုနွားရကအောင်ဆရာတို့ကျိုးနဲ့ဆွဲတဲ့အခါသူကရှင်းမလိုက်ရှင်းလို့နောက်ကန်နေတယ်ကိုကလည်းရှေ့ဆွဲနေကိုလည်းပြင်ပန်းတယ်လို့နောက်ကနွားလည်းပြင်ပန်းတယ်နော်အဲ့တော့ဟိုရှေ့ဆွဲလို့မရတဲ့အရာတွေကိုတစ်ခါလေမှအခုလွတ်မရှာရင်နောင်လွတ်ရှာမှာရှေ့လည်းပြီးမြောက်တဲ့အတူတူတော့တစ်ခါလေမှစုပ်ကင်ထားတာတက် လွတ်ရှားလိုက်တာကပိုကောင်းပါတယ်လို့ဆရာကအကြံပေးလိုပါတယ်ကဲကောင်းပြီအဲအရှိရေးနဲ့ပတ်သက်လူငယ်တွေတမိစားရေးနဲ့ပတ်သက်လာဂျားလူဝင်ခံရတာမျိုးတွေဂျားလူဝင်တာမျိုးတွေတော့မဟုတ်တန်လျာစိတ်တွေဥတို့စိတ်တွေအရက်တန်လာမျိုးတွေကြောင်းမိမိရဲ့ဖူးစာဘက်အပေါ်မှာစကလုံးလေးတွေပြင်းပြထန်ထန်နဲ့ပတ်သက်ပြီးတော့ပြဿနာအရှိတင်လေးတွေဖြစ်ရတာမျိုးတွေသတိပြုစင်ခြင်းမှာအဝေးကွာနေတော့တမိစားများအနေနဲ့ဒါတော့ဘာမှစိုးရိမ်စရာမရှိပါဘူး အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါပဲငကောကဆက်သွဲပြက်နေသူတွေဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဒီကာလမှာကောင်းသောဆုံးဖြတ်ချက်တွေကောင်းသောအရာလေးတွေကိုရှေ့လို့ဆောင်ရွက်ပြီးတော့တိုင်မညီနိုင်ပြီးဆောင်ရွက်ပါအိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးအနေငယ်ညံခြင်းမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ရဲ့စိတ်အဆင်မပြေမှုတွေကြောင့်ကိုကဂယုစိုက်တော့ဖြစ်နိုင်မယ်သို့တော့ နည်းနည်းလေးပူပန်ရတာမျိုးလေးတွေအနေနဲ့ဖြစ်ရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဘုတ်တူရောက်သားသမီးတွေဒီလာတာတော့တွေ့မှာဆိုရင်ဘာကိုဖြစ်ဖြစ်ဇနီးသားသမီးတို့အင်္ဂါသားသမီးတို့တွဲဖက်လောက်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအဲမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအယောင်နေနေဆိုလို့ရှိရင်တော့စင်စွဲအယောင်လို့ အနီရောင်တို့အဝါရောင်တို့ဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်ကောင်းမှုစီပါလေဖြစ်နိုင်ဘာလုံးငန်းကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လို့ရင်အောင်မြင်တိုးတက်မှုတွေရရှိနိုင်တယ်လို့အစုဆေးရစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအဖွဲ့အစည်းဆက်တူနဲ့ပတ်သက်တာမျိုးလေးမှာရှေ့လို့ဆောင်ရလို့ဆောင်လို့အားသာကောင်းမှုပြီးတော့ကံကောင်းစီပါလေထူးထူးခြားခြားပါပဲဒီလဟာညီအကိုမောင်မဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုများစွာရရှိမဲ့လာဖြစ်တဲ့အတွက်တော့ဘုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေကဒီလတာတော်တွေမှာဆွေမျိုးသားချင်းညီအကိုမောင်မတွေနဲ့ပတ်သက်လို့တိုင်မြင်တာမျိုးလေးတွေနှွေးထွေးအောင်ကူစားတာမျိုးတွေကြုံရတတ်တယ်လို့ အချုံအောင်ဖြစ်နေတယ်ဘုတခုရောက်တာသမီးမိတ်ဆွေများမိမိတို့ရဲ့မိသားစုဝင်ထဲမှာအချုံအောင်ဖြစ်နေသူတွေသို့မဟုတ်အချုံရှင်းအချုံအောင်ဖြစ်နေသောမိတ်ဆွေများအနေနဲ့မိမိတို့ရဲ့အကြက်တဲအခါကြီးအချုံအောင်မျိုးပြေပြောက်သွားစီရင်အတွက်ကိုယ့်ရဲ့အဝယ်စားသို့မဟုတ်အဲ့ဒီအချုံအောင်ဖြစ်နေသူတွေအဝယ်စားလေးကိုနော်ရေထဲမှာရေစီးတန်တန်ဖြစ်နေတဲ့ရေထဲမှာရေမျောပြီးတော့လွတ်ပါစီဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲတွေပြေလည်ပျောက်ကင်းသွားမှာအတိအကျပဲဖြစ်တယ်အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍ ုနှစ်ကနန်း၈ကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါလေအကျိုးပေးသောအရက်ဟာတော့အရှိမြောက်တော့အရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့တောင်စုစုရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီသားတာတော်တွေမှာဆိုရင်ခྱི་သွားလို့လည်းကိစ္စခྱི་ထွက်လို့လည်းကိစ္စတွေအင်္ဂါသားသမီးတို့အင်္ဂါနေ့တို့၃ရက်နေ့တို့၃၀ရက်နေ့တို့မှာသွားတာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုလုံးကြုံအေးချမ်းမှုတွေရရှိစေနိုင်တော့ကာလဖြစ်ပြီးတော့ passport visa လုပ်ငန်းရွေးခྱི་သွားတဲ့ပတ်သက်သောလုပ်ငန်းတွေမှာရှေ့တို့ဆောင်ရွက်လုပ်ဆောင်အားသာကောင်းမှာပါတယ် ဗုဒ္ဓဘူးရာဟုတာသမီးမိတ်ဆွေများအမေနဲ့ပတ်သက်ပြီးတော့အမနဲ့ပတ်သက်ပြီးတော့ပြဿနာရှိခြင်းလေးဖြစ်ရတာမျိုးလေးတွေနားလည်မှုလွဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ယောက်ျားလေးများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အထင်လွဲတာမျိုးရိုးစွတ်တာမျိုးဆွဆွဲတာမျိုးခံရတတ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းအကောင်းဆုံးသတိပြုရန်လိုအပ်ကြောင်းထပ်လောက်ပြောပြလိုက်ပါရစေ။ ဒီလက်ကအတော်ပြီးမှသတိထားဆင်ကျင်ရမယ်ဂဏန်းအနေနဲ့ဆိုလို့ရှိရင်သတိထားဆင်ကျင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးတို့ဂျာစာပရိသသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေကအားနည်းစည်းသလိုအိမ်တွင်းကိစ္စလူငွေကိစ္စတွေမှာကိုထောက်ပံ့ကူညီပေးနိုင်ကူညီပေးလိုက်ပါကိုမကူညီပေးနိုင်ရင်တိတ်တိတ်လီတာနေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါကပြင်မိတ်ဆွေတို့အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အဲသတိထားဆင်ကျင်ပြရမယ်အချက်လေးကိုထပ်ပြောပြရစီဒါကတော့ဗာလဲဆိုတော့မိမိတို့အနေနဲ့ဟို အကျွားတန်တာမျိုးလေးတွေကိုယ်မှာရှိနေတဲ့အရာလေးကိုထုတ်ကြွားတာမျိုးလေးတွေနှုတ်မရှိဘဲနဲ့ကိုယ်မှာပိုင်ဆိုင်တဲ့အရာတွေကိုယ့်ရဲ့အတွင်းရေးကိစ္စတွေဘယ်လောက်ရှိတယ်ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာကိုပြောပြတာမျိုးလေးတွေကမိစုတို့ရဲ့အတွက်တစ်ချိန်မှအားနည်းချက်ဖြစ်ကြောင်းနဲ့အဲမဖြစ်မနေကိုယ့်ရဲ့ကံကိုမြန်းစီတက်တာမျိုးမမြဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီအချက်လေးတွေကိုသတိထားစဉ်းကျင်ပေးရလို့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေမိစုတို့ရဲ့အဋိဋ္ဌံပြုလို့လေဆရာငယ်ရဲ့မိစုတို့တခုရအောင်သတ်မိများအဋိဋ္ဌံပြုကျင်တဲ့ဘာဆိုရင်တော့ဖြင့် ပုရိအားဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်လုံးနဲ့17ရက်တိတိအတိတ်တံပြုလိုက်ပါကအခက်အခဲမှန်သမျှပြည်လဲပျောက်ကင်းသွားစီမှာအတိကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တော့အယောက်ဖတ်စီလို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတော့ဟိုကျဲလို့ဟိုတိတ်ကလေးတစ်ခုနဲ့မိကတ်တိတ်ကလေးတစ်ခုနဲ့ထိတွေ့ရိုက်ဖို့သုံးအောင်တိတ်ဆိုဘလို့တိတ်ဖြစ်ဖြစ်တိတ်ကလေးတစ်ခုနဲ့တိတ်ဟိုလားဆွနာလို့ပေါ့ အတန်လေးပြိတ်ပြီးတော့စိတ်ထဲကနေပြီးတော့ခက်ပြင်းပြင်းလေးနဲ့ရောင်းတော့ပါစေရောင်းတော့ပါစေဆိုပြီးတော့ခုနှစ်ချက်ထိတိအတက်အောင်ပြီးတော့ရိုက်ပုတ်ထိတူလာမိတ်ဆွေတွေရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွက်ပြီးတော့အယောင်းထက်သွားစေမှာအတေကြပဲဖြစ်ပါလေခင်ဗျာဒါကပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်စေရန်အတွက်အရှိတ်ဆူဆူကြီးရဲ့ကိုမျက်နှာမူပြီးတော့လက်ခုပ်လက်ဝါးသုံးချက်တီးပြီးတော့လူရာကိုပြောဆိုဆောင်ရွက်သွားရင်အောင်မြင်တိုးတက်စေမှာအတေကြပဲဖြစ်တယ်အဆက်ဆက်ရအစဉ်ပြေတိုးတက်စေပြီးတော့ငွေကြီးကံအားကောင်းစေရန်အတွက် ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာပေးနေကြပါပဲအရဟံဆိုတဲ့ဆန္ဒဟိုဆန္ဒရတေဥခန့်ကြီးရဲ့ကာတာလေးရွတ်ပါဒါပြီးတော့ငွေကြီးကံအဆက်ဆက်ရာအစဉ်ပြေစီပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကျွေးပကံများတစ်ဆက်ထဲမှာလက်ဖက်ကပုံပုံပုံတောက်ရီကတစ်ခွက်ထက်အလဲမှာဆင်ပြီးထွင်းပြီးတော့ငွေကြီးကံကောင်းစီရန်စူတောင်းမှာဒါဆိုရင်မိတ်ဆွေတွေရဲ့အခက်ခဲတွေအလုံးအစဉ်ပြေအောင်မြင်တိုးတက်ပြီးတော့ဂျင်းတွေဒီလာကစားလို့ကံကောင်းလာစီမှာဘုဒ္ဓခုရအောင်သာသမီးတွေအတွက် အတိအကျပဲဖြစ်ကြောင်းနဲ့အသာစားတဲ့ဗုဒ္ဓဘုရားဟူသမီးမိတ်ဆွေတွေအတွက်ဆရာတို့ကန်ဆာကောင်းပါပြီလို့ပြောရင်းနဲ့ကဲဗုဒ္ဓဘုရားဟူသမီးမိတ်ဆွေတွေယေရနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီတက်နေတဲ့ဘိုးလောက်ဝင်ဖြူခဲ့တို့စီးစဉ်ယေရနာများတိုးဝါပြီးတဲ့အခါအောင်မြင်မှုအပေါင်းတရဖို့ဆောင်းပါစီကြောင်းဆရာကမေတ္တာပို့ဆူကောင်းရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်မန္တလေးရမိတ်ဆွေများဆရာနဲ့လာတွေ့ရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်